2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။ရဝေးမှာရှိတဲ့ပြည်ပမှာရှိတဲ့မိတ်ဆွေရှင်မျိုးရေစီကနေပြီးတော့ မန္တာစရာတွေတင်းကောင်းတင်းစကားချရတတ်တယ်အဖိုးတန်တဲ့ပစ္စည်းရတနာပစ္စည်းတွေလည်းဝင်လာတတ်တယ်ဒီနေ့အတွက်ငွေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်ကျမရဲ့အနေနဲ့လက်တစ်ဖက်ကြိုက်တာလက်တစ်ဖက်နာတာမျိုးတွေဖြစ်တတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့1နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အနီရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာပုံသီး6စိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်အလုပ်ထဲမှာဒီနေ့အတွက် ဝေခွဲရခတ်တာ ဆုံးဖြတ်ခတ်တာမျိုးတွေကြုံတရားတတဲ့ကိုယ့်အပေါ်မှာလည်းသူတပားကမိမိကိုအထင်လွဲခံရတာမျိုးတွေအဆွဆွဲခံရတာမျိုးတွေဒီနေ့အတွက်ကြုံတရားတတဲ့ရွှေလဝိယန္တနာပစ္စည်းတွေလည်းထွက်တာပြတ်တာပျောက်တာပျက်စီးတာရောက်ချရတာမျိုးတွေလည်းဖြစ်တတ်တယ်အထက်လူကြီးအလုံထဲမှာအကြီးကြီးတွေစီကနေပြီးတော့လည်းမိမိတို့အတွက်အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တယ်ကျမ်းမာရေးအနေနဲ့ဘိုက်တာတဲ့ဘိုက်အောင်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအမှလည်းတတရရရှိတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့ရှေဝါရောင်နဲ့မိညိုရောင်ပဲဖြစ်ပါတယ်ရေလျာအနေနဲ့အိမ်ရှိပြားမှာဥတည်ပေါမုံကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အင်္ဂါသတိများအတွက် တနေ့တာဟောစဒန်ဖြစ်ပါရဲ့အင်္ဂါသာသမီများအတွက်ဒီနေ့အတွက်စီးပွားရေးတွေလူမှုရေးကိစ္စတွေမှာအစအစအရရအရှင်ပြအောင်မြင်မယ်နော်ကျန်စီသာသမီအရာအလုံးနဲ့ဒီနေ့မှာအရှင်ပြအောင်မြင်တဲ့ငွေချေးကံလည်းအင်္ဂါသာသမီအတွက်အလွန်ကောင်းတယ်နော်အချီးရေးမှာလည်းစမ်းနေတအားပွင့်နေတဲ့ကျမရေးအနေနဲ့လည်းအယိုးနဲ့ပတ်သက်တဲ့အကျိုးနဲ့ပတ်သက်တဲ့အာယုံကျိုးနဲ့ပတ်သက်တာကြီးစင်ကြီးရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ ကွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရရာအနေနဲ့မိမိအင်ရှိဖျားမှာသမင်းစီစံကလူပေးရမှာဖြစ်ပါလိမ့်ရှင်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက်တနေ့တော်ဟောစဒန်ဖြစ်ပါတယ်ဗုဒ္ဓဘာသာသမီးများအတွက်ဒီနေ့အတွက်အလုတ်ကိုအရှိန်အဟုန်နဲ့ ထိုးချက်တင်တဲ့နေမျိုးဖြစ်ပါတယ်အတိုက်အခံမှန်သမျှအနိုင်ရနိုင်တော်လဲကိုယ့်ရဲ့မိရွှေရင်အနီးကပ်လူရင်းများကိုကိုမိမိကိုဒုက္ခပေးတာမျိုးခံရတတ်တယ်အိမ်တွင်းရေးမှလည်းငွေရေးချေးတွေကိုအကြောင်းပြုပြီးတော့တယောက်နဲ့တယောက်စကားများရတာပြဿနာတက်တာမျိုးတွေဖြစ်တတ်တယ်အချီရေးမှလည်းကြားလေသွေးလိုဝိနည်းအားတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်မှာအနက်ရောင်နဲ့မယမ်းရောင်ပဲဖြစ်ပါတယ်ရရရာအနေနဲ့မိမိအိမ်ရှိဘေးအမှာရှောက်သီးသုံးကလူပေးရမှာဖြစ်ပါတယ်ရှင်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ကျန်းမာရေးသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အလုပ်ထဲမှာ ကျန်တာပရိသတ်သမီးတွေအတွက်ဒီနေ့အတွက်အလုပ်ထဲမှာစိတ်ညစ်ဆရာဆစ်ရှုပ်ဆရာများနဲ့ကြုံရတတ်တဲ့စိတ်နဲ့ကိုယ်နဲ့မခက်တာမျိုးတွေလည်းဖြစ်နေတတ်တယ်။ဘာပဲလှုပ်လှုပ်နှစ်ချိန်နှစ်ခါလှုပ်ဆောင်ရတတ်တယ်။အဆုဆက်တူရှယ်ယာလုပ်ငန်းတွေကိုလည်းဒီနေ့အတွက်မကောင်းသေးဘူးနော်။မအောင်မြင်သေးဘူး။မလှုပ်တာပိုပြီးရှင်ပြေတယ်။ငွေရေးချေးတွေလည်းဒီနေ့အတွက်မှာ ဝင်ငွေကနေတယ်ထုံငွေကတားကြီးကိုညနေတန်းတဲကျမရဲ့အနေနဲ့ခါနာရဲ့ခါမြတ်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီမလည်းမမျော်လင့်မင်းနဲ့လက်ဆောင်ရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်ကတော့အပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိဗျာမှာစမူစာ၅ခုကလူပေးရမှာ ဖြစ်ပါရှင် 2025ခုနှစ်အောက်တိုဘာလ3ရက်နေ့တောက်ချာသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ် ထောက်ကြသမီးများအတွက်ဒီနေ့အတွက်ကိုအဖက်ဖက်ကနေပြီးတော့ကံအခွင့်အလန်းတွေအလွန်ကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့အာယုံကြောနဲ့ပတ်သက်တာမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအေးမှာလည်းကြီးနူးချက်မြေ့ဆရာများနဲ့ကြုံတရားတက်ပြီးတော့အိမ်တော်ရေးမှာတော့အစင်မပြေမှုတွေညာနေတတ်တဲ့ကျန်းမာရေးအနေနဲ့ခေါင်းမှုတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၈ဖြစ်ပြီးတော့ ော့အကျိုးပေးတဲ့အရောင်ကတော့အပြာရောင်ပဲဖြစ်ပါတယ်။ရရရအနေနဲ့မိမိအရှိဖျားမှာခေါင်းရင်းပေါင်းကလူပေးရမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်အောက်တိုဘာလ3ရက်နေ့စနေသားသမီးများအတွက်တနေ့တာ ပါစဒန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့အတွက်ကိုယ့်ရဲ့အပေါ်မှာမလိုတဲ့သူတွေမနာလိုတဲ့သူတွေတမင်တကာနှောက်ရှက်ခြင်းနဲ့သူများနဲ့တွေ့ရတတ်တယ်နေရင်ထိုင်ရင်လည်းစိတ်အလိုမကျဖြစ်နေတတ်တယ်အပြောမှာအဆိုမှာဆုံးဖြတ်ချက် အမားတွေလည်းချမိတန်းတဲ့တတိထားနော်ခြေတော့မှလည်းမထင်မပင်းနဲ့ထိကတရားရတတ်တဲ့အချိုးပေးတဲ့ကနန်းကတင့်နဲ့နှစ်ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အဖြူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာကော်ဖီနှစ်ခွက်ကလူပေးရမှာဖြစ်ပါတယ်ရှင်